သူတွေရဲ့တိုက်တန်းမှုကြောင့်ဇေယောင်ခွင့်ပိတ်ခတ်လိုက်ရတဲ့ဖက်တီမှာအားလုံးမင်္ဂလာပါရှင်ဆယ်လီတိုင်းနျူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီနွေဦးပေါ့မှာဖက်တီမရဲ့ချင်မောင်းကတော့နမေကြီးရဲ့ဆယ်လီဒေတာမှာတကုတကဝေစားတဲ့ဒီအောင်မြင်လာပါရီမန်လီဥပိန်ဒေတာမှာချင်မောင်းမျိုးစုံကိုရောင်းချသူတွေတဲ့ဖက်တီမကတော့ရောင်းအားကောင်းဆုံးဖြစ်ပါရီဖက်တီမရဲ့သမားကြီးတို့ကဥပိန်ဒေတာအောင်အနောက်ဖက်ထိပ်မှာရှောင်းချပြီးဝေသူအရဲများလာကြောင်းဖျားဝန်းတွင်မှာပြောင်းရွှေ့ရောင်းချခဲ့ပါရီ အခုတော့ဗတိမရဲ့တမယာတိတို့ကကျမ်းမာရင်နဲ့မြင်းရဖူးဆိုတဲ့အကြောင်းပြချက်နဲ့ရောင်းချခွေပိတ်ခံထားပါပြီ။ဗတိမရဲ့တမယာတိတို့ကို FDA ထောက်ခံစနစ်ငပိရေးပစွန်ကြောင့်မဟုတ်ချက်တုံကျော်လို့နဲ့တူတုပ်ပြီးတာပါ။ဂျိုင်းမဲသူရဲ့တမယာတိတို့ကစားတော့ဖို့မသိတော့ဘူးဆိုပြီးတော့ဆရာဝန်တယောက်ကပြောလိုက်ပါပြီ။အရှင်လေးကဗတိမကိုမနာလိုကြသူတွေကတော့ဒီစကားကိုကြားရတဲ့နောက်ပြောစရာဖြစ်သွားခဲ့ပြီးဗတိမကိုတန်လိုက်ပါတော့ရီ။အဲဒါကြောင့်ဗတိမရဲ့တမယာတိတို့ကို FDA ကသတိပေးစာတွေလည်းပို့လာခဲ့ပြီးဖျားဝင်တင်းမှလည်းမရှောင်ရတော့ပါဘူး။ အိမ်မှာလဲရောင်းခွင့်မရှိသလိုရောင်းနာတွေတွေ့ရင်လူကိုယ်ပါဖမ်းမယ်ဆိုတဲ့အထိသတိပေးစာတွေထုတ်ထားပါရီဖတိမာကကော်ဝင်ဆောင်မိခင်ဖြစ်ပေမဲ့ပင်ပမဲအလုံးလုံးနေရတာကိုမနာလိုတဲ့သူမကြည့်ဘူးရဲ့သူတွေရှိပါရီပင်ပမဲရှာဖွေရတဲ့ငွေဖြစ်ပေမဲ့လေသူ့ရင်ငွေတွေကိုမျိုးစိကြနေသူတွေလည်းရှိပါရီဒါကြောင့်သူ့ရဲ့တမရသီးတုပ်ကိုရောင်းချခွင့်မရှိတော့ဘဲနဲ့အယောင်နာထားလိုက်ရပါရီတနေ့ကိုသိန်းစေချီပြီးတော့ရောင်းရတဲ့အတွက်ဖတိမာဟာအခွန်ထဏနဲ့လေစကားတွေပြောရပါသေးတယ်။ဖတိမာဟာဖျားဝင်တွင်ကနေမောင်းထုတ်ခံလိုက်ရှာပြီ ူကျွဲခက်ခဲဖြစ်နေရကြောင်းမန္တလေးမြို့ထဲမှာလာရောက်ရောက်ချဖို့ခေါ်ကြပါရီသူအမြင်လာတဲ့နေရာကမဲဆဲတန်းဖြစ်လို့အဲ့နေရာလေးမှာပဲဆက်ရောက်ကျင်နေပါရီအရင်ကကျွေးတွေဝိုင်းနေတဲ့ဖက်တီမှာကလေးကိုကိုဝင်ဆောင်ပူးတဲ့အချိန်ကနေစတင်ပြီးတော့မထင်ထားလောက်အောင်ရှောင်းကောင်းလာခဲ့ပါရီအဲ့ဒါကြောင့်ကျွေးတွေလည်းဆက်နိုင်လာပြီးအားလုံးတော့မကြည့်သေးပါဘူးဘိုက်ထက်ကကလေးလေးရဲ့ကြိုးပေးကြောင်းအဆင်ပြေလာပြီမဲ့လေမနာလိုသူတွေက ရှိနေလို့ကိုဝင်ဆောင်နေရင်းနဲ့ဖက်တီမှာဟာစိတ်မချမ်းမသာဖြစ်နေရပါရီသူ့ဘဝမှာဒီလောက်ထိရှောင်းကောင်းလိမ့်မယ်လို့မထင်ထားခဲ့ပေကလေးမွေးဖို့အတွက်တွေးပူစရာလေး ဲမလို့တော့လူဝမ်းသာလို့မဆုံးနိုင်ခင်မှာဒုက္ခမိမဲ့သူတွေပေါ်လာပါ ರಿ ဝင်ဆောင်မိခင်တယောက်ကိုတောင်းမှမညာတိုင်းနိုင်တော့ပဲတိုက်တင်းသူတွေရှိလာလို့ဖက်တီမာကတော့ဘယ်မှာဆိုင်ဖွင့်ရမယ်မသိဖြစ်နေပါရီဖက်တီမာကဈေးပဲရှောင်းတက်တာကိုခွင့်ကောင်းရှူက၆တွန်းလိုက်ကြပါတော့ရီမန္လီမာနေထိုင်တဲ့သူတွေထဲမှာဖက်တီမာရဲ့တံမြာသီးတောက်ကိုမစားရသေးရင်ခက်မိဘူးလို့ပြောရလာအောင်ရှောင်းအားကောင်းနေပြီး delivery နဲ့လာဝယ်တဲ့သူတွေလည်းရှိပါရီအိမ်မာရင်တက်စီပြီးတော့ဝဲနေကြလို့ဖက်တီမာကတော့လက်မလဲတော့ပါဘူးဖက်တီမာရဲ့တံမြာသီးတောက်ကိုအဝေးကနေစားကျင်သူတွေအတွက်အနစ်ဘူးလေးတွေကိုရောင်းကစားပဲရှိပါသေးတယ်ကိုဝင်ဆိုင်မိခင်ဖြစ်လို့လုပ်ငန်းကိုမတိုးချက်နိုင်သေးပေ မဲ့လည်းအရှသာကိုတော့ထင်တာပြီးစတော်ဘယ်ရီသီးနဲ့စတင်ရောင်းကဈေးရောင်းခွင့်ပိတ်ခံလိုက်ရှာတာဖြစ်ပါတယ်။ကလေးမွေးရဲ့အခါမှာလည်းနားရအောင်မှဖြစ်ပေမဲ့လည်းဖက်တီမားကတော့ပြဿနာရင်းနဲ့ရင်ဆိုင်နေရပါတယ်။ယူသားရဲ့ဖက်တီမားကကိုဝင်ဆောင်မိခင်ဖြစ်နေလို့လက်ဆောင်တွေပုတ်ပေးကြတဲ့အထိလူချစ်လူခင်ပေါများပေမယ့်တစ်ဖက်မှာတော့မနာလိုသူတွေကြောင့်သူဆိုင်လေးအယောင်ပိတ်ထားရပါသေးတယ်။ဖက်တီမားလည်းမြန်ဆုံးဆင်ပြေသွားဖို့အတွက်ဆူတောင်းပေးလိုက်ပါတယ်။ကြီးစုနေကြတဲ့ပရိသတ်များကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ အဘိနဆင်ခဲ့ကြတဲ့အတွက်ပြည်သက်တရားချင်းစီတိုင်းကိုစိနှလုံးရှင်လဲချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်